ုံစတိုးရီပြည်နေ Telegram ကြောင့်လည်းပြည်နေနိုင်တယ် Telegram ကြောင့်ကို့ဖုံစတိုးရီဘလောက်ရှိနေလဲဆိုတာကိုဒီနေ့နဲ့ဆက်ရမယ်အခုကျွန်တော်သွားတဲ့နေရာ Telegram menu ထဲကိုဝင်လိုက်ပြီးရင် setting လေးကိုဆက်သွား setting လေးကိုသွားပြီးရင်ဒီအောက်နားလေးမှာ data and story ဆိုတဲ့ menu လေးထဲကိုဆက်ဝင်ပါမယ်အဲ့တော့ဒီမှာပါလဲဆိုရင် story usage ပေါ့နော် story usage မှာကျွန်တော်ဖုန်းမှာ417.7 မဂါဘိုက်ပဲရှိပါတယ်ဒါကျွန်တော်တစ်ခေါက်ဖြတ်ထားလို့ပါအဲ့တော့တရှုဆိုရင်3နာကြာနေတဲ့အခါမှာဒီမှာဒီကက်ဖိုင်နေနဲ့ကျွန်တော်တို့ဒီအော်တိုဒေါင်းလုဒ်တွေဖြစ်နေတဲ့အခါမှာဆိုပိုဆိုးရပါတော့အရန်များပြီးတော့ဒီ GB GB တွေထိပါဖြစ်နေမှာပါเนาะဥမာ 20K 30K ပေါ့ဆက်သဖြင့်ဒီလိုမျိုးများနေပြီဆိုလို့ချင်းတော့တေချာပေါ့ဒီကက်ဖိုင်နေနဲ့ကျွန်တော်ရဲ့ဖုန်းစတိုးတွေကပြည့်နေနိုင်တာပဲဖြစ်ပါတယ်အဲ့တော့တကယ်လို့ ဒီဖုန်း through တွေကဒါကျွန်တော်တို့ဖြက်လိုက်လို့ရတယ်ကလစ်တစ်ချက်ထဲနဲ့ဖြက်လိုက်လို့ရတယ်အဲဒါပေမဲ့လို့ဒီနောက်ထပ်ကြာလာရင်လည်းမလိုအပ်ဖ ೇನೆ ဒီလိုမျိုး story ပြည့်မသွားဘူးအတွက်အတက်နိုင်ဆုံးကျွန်တော်တို့အာဒီ short ကြာလို့ရတယ်ဘယ်လိုလုပ်မလဲဆိုရင်ဒီ automatic media download တွေကိုကျွန်တော်တစ်ချက်ပိတ်ပေးထားဖို့လိုပါတယ် ဘာလို့လဲဆိုတော့ဒီ automatic media download ကိုပိတ်မထားဘူးဆိုရင်ကျွန်တော်တို့က group တွေ channel တွေကိုဝင်တဲ့အခါမှာဒီကျွန်တော်တို့ screw ဆွဲလိုက်တဲ့ဓာတ်ပုံတိုင်းဗီဒီယိုတိုင်းရာဒီ auto download ဖြစ်ပြီးတော့အဲသူကဒီကျွန်တော်တို့ရဲ့ device story ကို သုံးနေမှာဖြစ်တယ်ပေါ့နော်။ဒါကြောင့်မလို့ကျွန်တော်တို့ကဒီအဲ automatic media download ကိုပိတ်ထားတဲ့နဲ့ကျွန်တော်တို့ click နှိပ်တဲ့ဓာတ်ပုံဗီဒီယိုကိုပဲ download လုပ်ပေးတာမျိုးပဲ။ ဖြစ်စေခြင်းလဲဆိုရင်တော့ဒီ automatic media download တွေကိုပိတ်ထားရမှာဖြစ်ပါတယ်အဲ့တော့ one user mobile data ဆိုရင်တော့ဒီ mobile data သုံးနေတဲ့အချိန်မှာ automatic media download မလုပ်ဖို့အတွက်တပ်ပုံတွေ auto မတောင်းမှုဗီဒီယိုတွေ auto မတောင်းမှုအတွက်ပိတ်ထားတာဖြစ်ပါတယ်။ one connected to wifi ဆိုရင်တော့ကျွန်တော်တို့ wifi ရှိထားတဲ့အခါမှာမတောင်းအောင်ပိတ်တာဖြစ်ပါတယ်။ဒါ wi-fi roaming ရတော့ roaming နဲ့သုံးနေတဲ့အခါမှာဒီ media download တွေမဖြစ်အောင် ပိတ်တာဖြစ်ပါတယ်အဲ့တော့ကိုကြိုင်းနှစ်တရားကိုဖွင့်ထားလို့လည်းရတယ်ကိုကြိုင်းနှစ်တရားကိုပိတ်ထားလို့လည်းရပါတယ်ကျွန်တော်ကတော့အမြဲတမ်းကိုကဝင်ဖြတ်ပြီးနေကြဆိုလို့ရှိရင်တော့ automatic ဖွင့်ထားတယ်ဓာတ်ဖို့ကလည်း automatic ဖွင့်ထားတယ်ဆိုရင်တော့ကိစ္စမရှိပါဘူးဒါပေမဲ့ဒီဒီနေရာလေးပေါ့နော်ဒီ story user ကိုတော့ဝင်ပြီးတော့စစ်ပေးဖို့လိုပါတယ်ဒီအောက်က data user ကတော့ကျွန်တော်တို့တိတ်ပြီးတော့အာပြဿနာမရှိဘူးပေါ့နော်ကျွန်တော်တို့ဘလောက်မကာပါဘူးဒီ အဲကိုရဲ့ဒီ wifi data mobile data ကို telegram သုံးနေတာလဲဆိုတာကိုပြပြရဖြစ်ပါတယ်အဲ့တော့အပေါ်ကအဓိက storage ယူစီတွေကိုကျွန်တော်တစ်ချက်ဝင်ဝင်ပြီးွားရင်တော့ဒီမှာ clear cap ဆိုတဲ့နေရာကိုတစ်ချက်ကလစ်လိုက်နှိပ်ရမှာဖြစ်ပါတယ်အဲ့တော့တစ်ချက်ပေါ်တော့ဒီ telegram မှာဇကားတွေ download ဆွဲပြီးတော့ telegram မှာဝင်ကြည့်တတ်တဲ့သူတွေရှိရင်တော့ဒီအဲ့ဒီ download တွေကပြတ်သွားမှာဖြစ်ပါတယ်ပေါ့ဒါကြောင့်မလို့ဒီဒီ clear cap ကိုမနှိပ်ခင်မှာအဲကိုကပြန် download လွယ်မှသာလဲ clear gap ကိုနှိပ်ဖို့အတွက်အကြံပေးပါတယ်အတကယ်လို့ဒီ video တွေကိုရှင်းထားခြင်းနဲ့ဆိုလို့ရှင်တော့အပေါ်ဆုံးကဒီ video ကျွန်တော်တို့မှန်ချစ်ဖြုတ်လိုက်လို့ရပါတယ်တကယ်လို့ဒီတခြား stick ကတွေတက်ပုံတွေ ိုပဲဖြတ်ချင်တယ်ဆိုရင်ဗီဒီယိုကိုကိုကဗီဒီယိုဒီကနေ့ဒေါင်းပြီးတော့ကြည့်ကြည့်လေးကြည့်ထားရှိတယ်ကို့ဗီဒီယိုဒီမပြတ်စေချင်ဘူးဆိုရင်အဲဒီအပေါ်ဆုံးကဗီဒီယိုအမှန်ကြီးဖြုတ်လိုက်ပါဒါဆိုရင်ဗီဒီယိုဒီပါမှာမဟုတ်ဘူးပေါ့နော်ကျွန်တော်ကတော့အကောင်လုံးပါအောင်အကောင်လုံးကိုအမှန်ကြီးရှင်းပြလိုက်ပါမယ်တက်ပုံတွေရောအကောင်လုံးအမှန်ကြီးရှင်းပြီးရော clear cut ဆိုတဲ့ကောင်ပေါ့တစ်ချက်နှိပ်ပြလိုက်ပါမယ်ဒီမှာထပ်ပြီးတော့ clear cut လေးကို confirm ထပ်လုပ်ပြလိုက်ပါအဲ့ဒါရင်းတော့ကျွန်တော်တို့ story clear ဆိုပြီးတော့ဖြစ်သွားပါပြီအားလုံးပဲဆင်ပြေမယ်လို့ထင်ပါတယ် Telegram ကိုဝင်ပြီးတော့စမ်းကြည့်လိုက်ကြပါအောင်ကျေးဇူးတင်ပါတယ်ဗျံကြီးကွန်ပျူတာကဗျံကြီးကိုရပါ